အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ဇော်ဂျီဂိမ်းမရပါโอเคကျွန်တော်တို့ဒီနေ့မှာကတော့အသစ်ဆက်ဆက်ထွက်ရှိလာတဲ့စမ်းရဲ့ annual starlight skin ထဲမှာပါတဲ့ collector skin ကိုဘယ်လိုမျိုး free ဂုဏ်ဆင်းရမလဲဆိုတော့ကျွန်တော်ပြော့ပြသွားပြီမယ်ဒါပြင် annual starlight skin လိုရင်းတဲ့လူတို့လည်း diamond ဘလောက်လောက်သုံးရင်ရနိုင်လဲဆိုတော့တစ်ခါရဲ့ပြော့ပြသွားပြီမယ်ဗျဒါဆိုဗီဒီယိုလေးကိုစလိုက်ကြရအောင်ပထမဆုံးလေးနဲ့ကျွန်တော် event နဲ့ဝင်း show လိုက်တဲ့ခါမှာရောက်တော့တော်တော်လေးလှတာကိုတွေ့ရလိမ့်မယ် ဒါဆိုကျွန်တော်တို့ even pride view လေးကိုတစ်ချက်ဝင်ရှိုးမယ်ပေါ့နော်ဘာဆူရပါလဲအခုဒီမှာတော့ V ရဲ့ annual star light ပြထားတယ်ကျွန်တော်တို့ original server ကို12လပိုင်းမှာရောက်ရှိလာမယ်ပေါ့နော်12လပိုင်းရောက်ရှိလာတဲ့အခါရောက်လို့ရှိရင်ကျွန်တော်တို့စမ်းရင် annual star light skin ဖြစ်မှာဗျအိုကေပြီးရင် collector kufra collector ကျွန်တော်တော်တော်ကြီးကိုသဘောကျရဲ့ collector တဲ့မှာပါတယ်ဗောနောပြီးရင် lucky box တွေလည်းတော်တော်များများပါမယ် live phone skin တွေရောโอเคဒါအပြင်ကျွန်တော်တို့ဒီ yoyo epic skin တွေဗောနောဒီပါသေးရဲ့ဗျ special တွေပါညာဗောဗျာ โอเคပထမဆုံးကျွန်တော်ဒီမှာတစ်ချက်ရှင်းလိုက်မယ်ပထမဆုံးဆက်ခြင်း follow ရှင်ကျွန်တော်အပိုင်းစကင်ရဖို့အာမခံတယ်ပေါ့เนาะအဲ့ဆိုမရှိသေးတဲ့စကင်ကိုပြောတာဗျโอเคကျွန်တော် starlight ဝင်ထားလို့ရှိရင် diamond 250ကိုကျွန်တော် diamond 200နဲ့ဆယ်ချိန်လှည့်လို့ရရပေါ့เนาะ diamond 50ရှော်သေးပြီးရပြီ starlight ဖွဲ့ဝင်ထားလို့ပေါ့เนาะ starlight member ဝင်ထားလို့โอเค animation ရောတော်တော်လှတယ်ဗျာโอเคဒါဒါကတော့ damage skin ပေါ့เนาะကျွန်တော်မှာ download မပြေသေးလို့ပေါ့เนาะဒါမျိုးပေါ့ねโอเค damage skin โอเคဒါဆိုရင်တော့ကျွန်တော် exchange coin က ဟာမစိုးတော့မစိုးပါဘူးရတယ်ဗောနော်အချင်းကွိုင်းအများစုကသူက10ခုပေးတယ်ဗျာဒါအုပ်6ခုတွေ4ခုတွေပေးရကြောမစိုးပြုတ်လို့ရအချင်းကွိုင်း26ခုရတယ်ဗောနော်ပရမောင်း10ချိန်လက်ရကဲအခု30ထားဗျာ10ချိန်လက်မှဆိုရင်အချင်းကွိုင်းအခု30ရမယ်ထားလာအောင်ဗောနော်โอเคကျွန်တော်တို့ဒီ event ဈေးတိုင်းတွေကိုတစ်ချက်ဝင်ကြည့်လိုက်မယ်ဗျာလောလောဆယ် V ရဲ့ annual starlight skin ပေါ့နော်ဒီထက်မှပြတာကျွန်တော်တို့ဒီမှာလာလို့ရင်စမ်းရဲ့ annual starlight skin ကိုကျွန်တော် exchange coin 400နဲ့လဲရမယ်ဗျာ โอเคဒါကတော့ကျွန်တော်ပိန့်တဲ့စကင်လေးပေါ့နော်ဒါအယောင်ချက်စကင်လေးเนาะဒါကကျွန်တော်အပိုင်စကင်ဆိုပေမဲ့အယောင်ချက်စကင်လေးဘလို့ရိုးရိုးစကင်လေးထင်းမနေနဲ့ဟိုဒီအချင်းကွန်လေးရဈေးနည်းနည်းဈေးချိုတယ်ဆိုပြီးတော့ကျွန်တော်တို့တွေစမ်းရင်အန်ယူစားတဲ့စကင်ယူမယ်ဆိုရင်တော့အကျင့်100 100 130ဝင်ရအောင်တော့လှည့်ရလောက်တယ်ဗျကို့မှာစကင်များပြီးသားဆိုရင်တော့ကောင်းတယ်ပေါ့နော်သူကရှီးပြီးသားစကင်နေပြန်ပြီးလို့ရှင်လေအချင်းကွန်နေပြန်ပြီးတာဆိုတော့ကြာတော့စကင်အပိုင်များထိုင်တော့ကောင်းတယ် ဒါကတော့ဘောင်လေးတွေပေါ့နော်။ Okay ကျွန်တော်ကို collector skin ကိုဘယ်လိုမျိုး free ကောင်းအောင်လဲဆိုတော့ကျွန်တော်တို့ချက်ပြမယ်။ကျွန်တော်တို့ဒီ event ရေပေါ့နော်။ freedom ငွေကိုတစ်ချက် show လိုက်မယ်ဆိုလို့ရှိရင် diamond 250ထက်253လို့ skin 50ထဲမှာ6ကက်တုံးကင်း56ကက်ရတာနော်ဘလိုတို့။ diamond 250ထက်253လနဲ့တုံးကင်း50ထဲမှာ6ကက်ရတယ်။ freedom ဝင်56ကက်ဆိုနဲတဲ့ပမာဏကြီးမဟုတ်ဘူးမျိုးကြီးတော့။ဒါ freedom ကင်းသူကတစ်ချိန်မဲလာအောင်ပေါ့နော်။ phase 1 phase 2လို့လုံးဝလာမှာမဟုတ်ဘူး။သူကတစ်ချိန်နဲ့ပဲလာမှာ။ ျွန်တော်တို့တွေ even freedom ဝင်လာတဲ့အချိန်ရောက်လို့ရှိရင် diamond wiki pad တစ်ပတ်ပဲထည့်ပေါ့နော် free ပါပဲ wiki pad တစ်ပတ်ပဲထည့်လိုက်ပါအများကြီးမထည့်နဲ့ wiki pad တစ်ပတ်ထည့်မယ်ဆိုရင် diamond 3ခိုင်းတာမဟုတ်တော့ diamond 3ရမလို့ weekly pad တစ်ပတ်ထည့်မယ်ဆိုရင်ကျွန်တော်တို့တွေ freedom ခင်ရအချိန်20ပေါ့နော်ကက်20ရလိမ့်မယ်ဗျာ okay အဲ့ကက်20ကျွန်တော်ပထမဆုံးဆက်ချင်မှာအပိုင်စကင်ဆိုတော်တော်များများတော့ဒီ collector ရဲ့ lucky box တွေပောက်တာများတယ်ဗောနော်ဒီ event တွေဖောက်တာကျွန်တော်တော်တော်လေးလိုက်ကြည့်ပြီးပြီဗျလိုက်ကြည့်ပြီးလို့မို့ဒီလို video လေးလုတ်ပေးတာဗောနော် โอเควิกิเบตတပတ်ထည့်ရအောင်ねကျွန်တော်တို့တွေတော်တော်လေးရလိမ့်မယ်ဗျာမစိုးဘူးဗျာတကယ်လို့ဒီ NUS Starlight Second လိုချင်တဲ့ဆိုရင်လဲပေါ့เนาะတိတ်တော့ခတ်တာမဟုတ်ဘူးဒါကောဒါစကင်ယူမဲ့လူကြတော့ကျွန်တော်တို့တွေဝီကီဘတ်တပတ်လောက်ပဲထည့်ပြီးတော့ကန်ဆန်းလုပ်ရင်အဆင်ပြေရဲပေါ့เนาะ NUS Starlight Second လိုချင်တဲ့လူကြအများကြီးမထည့်နဲ့ဗျာကျွန်တော် weekly ဘတ်၅ဘတ်ပဲထည့်လိုက်၅ဘတ်ထည့်မယ်ပြီးရင် freedom ဝင်လာရင်ပေါ့เนาะ၅ဘတ်တန်းထည့်လိုက်၅ဘတ်တန်းထည့်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့တွေမှာ96ကရလိမ့်မယ်ဗျာ freedom ဝင်ရင်250ထည့်250ဆိုအဲ့ဒီ e-bank မှာပဲတော့ ဒါဆို56ကက်ရလိမ့်မယ်။အဲ့ဒီ56ကက်နဲ့အတူကျွန်တော်တို့တွေက diamond သုံးတဲ့နေရာမှာအဲ့ဒီ ever မှာပဲပေါ့နော်။10ချိန်လှည့်လိုက်ဗျာ။ဒါဆိုလို့ရှိရင်10ချိန်သာရပြီ။ခုနက56ကက်နဲ့ဒီက10နဲ့ဆိုကျွန်တော်60နဲ့မှ6ကက်ကျွန်တော်ဘာမှမကျင်တော့နောက်ထပ်အကြိမ်60လောက်ကျင်တယ်။အဲ့ဒီအကြိမ်60လေ daily dollar နဲ့လှည့်သွားပြီ။တရက်ကိုမှ diamond 73လုံးပဲကုန်ကြမှာ။ starlight မှာပါဝင်ထားဖို့အရေးကြီးရပါတော့။ starlight မှာပါဝင်ထားမှသူ short သေးပြီးပေးရဆိုတော့ starlight မှာပါဝင်ထားလို့ရင်တရက်ကို diamond 73လုံးပဲကြာလိမ့်မယ်ဗျာ။ โอเคတခါတည်းနဲ့ဟိုတရက်ကိုနှစ်ကြိမ်သုံးကြိမ်တော့လှည့်ကြင်တယ်လှည့်ပလိုက်ကိစ္စတော့တိတ်မရှိဘူးပေါ့နော်အားကြောင့်ကျွန်တော်တို့တွေ weekly ပတ်၅ပတ်ထဲနဲ့ကျွန်တော်တို့တွေစမ်းရင် annual solid skin ကြီးကိုဂုံးစင်းလို့ရမှာဖြစ်တယ်ဗျာ weekly ပတ်တစ်ပတ်ထဲနဲ့ quarter skin နဲ့ဂုံးကြီးနဲ့လို့ရကြလဲဂုံးလို့ရတယ်အခုကျွန်တော်ပြော့ပြထိုင်းလီလန်လေးနဲ့ပေါ့နော်အာ free လို့ပြောလို့ရတယ်ဗျာတကယ်လို့ကို့မှာလက်ကျန် diamond လည်းရှိနေရဲဆိုရင်ကျွန်တော် ဒိုင်းမွန်းအများကြီးမထည့်နဲ့ပေါ့နော်ဒိုင်းမွန်း၁၂လုံးလောက်တော့ပဲထည့်မှဆိုရင်၄ကက်ရလိမ့်မယ်ဗျာလောင်းအင်ဝန်တန်နဲ့ပိုင်းဆို၄ကက်ရလိမ့်မယ်ကို့မှာဒိုင်းမွန်းလေးရှိရင်၃လိုက်လို့ရင်၁၀ကျင်းဘလုံးနေပြည့်သွားပြီဗျာအားဆိုလို့ရှိရင်ကျွန်တော်တို့တွေကပတ်စံလေးတစ်ထောင်နဲ့နေပေါ့နော် quarter skin ဝင်လက်ကုန်းလို့ရပြီဗျာโอเคကျွန်တော်ကဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲဗျာအားလုံးဆုံးနေကြည့်ရှုပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်ဗျာ